ဆရာတော်ကြီးရေးတဲ့ကြပြလေးတပုတ်ကဘာတော့ဆိုတနစ်တခါငရဲရှာလူရွာဖရားပွဲဖရားပွဲဆိုပြီးတော့ကျင်းပကြတယ်ပွဲလန်းသဘင်နေနဲ့နော်ဖရားပွဲလို့သာကျင်းပလိုက်တာဖရားရှိခိုးတဲ့လူစားပထမနေလေးဖရားပွဲဝယ်ပွဲဘုန်းကြီးတို့တောင်မိလိုက်သေးတယ်ဖရားပွဲဆိုလို့ရှိရင်မြတ်မပြည့်မှာဝက်တောင်မှသုံးမျိုးရှိတယ်နော် ဖျားပွဲကြတော့ကျွေးဖို့မွေးထားတဲ့ဝက်ကိုဖျားဝက်လို့ခေါ်တယ်။အခုခေတ်ကတော့သူကသူလိုင်းစင်နေပါလေနဲ့မို့ဒီလိုမရှိတာဟုတ်နော်။ခုလက်အော်ရာပေးတာတွေရှင်းရှင်းမှာပေါ့ဖျားဝက်။နောက်ဘုန်းကြီးတွေတန်ဃာတိတ်အဘတ်တင်လို့ကုစားတဲ့အခါပြိဝတ်ဆောက်တီပြိဝတာဆိုအပိုင်းချာတစ်ခုအလိုက်ဒန်ထန်းရတယ်။အဲ့ဒါလို့ဒန်ထန်းပြီးတော့ချင်းဆောက်တီတာပြိဝတ်ဆောက်တီတယ်လို့တချို့ဒေသတွေမှာလောက်ပါ အဲ့ဒီပြိဝတ်ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝိုးဝက်လို့ခေါ်တယ်။အဲ့လိုအဲ့လိုဝတ္ထေကအမျိုးမျိုးရှိသေးတယ်နော်။အဲခွန်ကြီးတို့ကငယ်တုန်းကကြုံမှုတယ်ပေါ့။ကျွာဖျားပွဲဆိုရင်ဝက်သားစားရတာသိကြတယ်။ဘယ်ဟာတွေရတယ်တော့မသိဘူး။ဝက်သားစားဖျားပွဲဆိုရင်ဝက်သားစားကြရတဲ့အခါအေးအဲ့ဒီလိုကုသိုလ်ဆိုပြီးတော့လုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလား။အကုသိုလ်တွေပါလား။ အမှုသူလုတ်တယ်ဆိုတာတချို့ကငါအမှုသူမရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်အမှုသူဖြစ်တယ်ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူတူပဲအဲ့လေးကိုကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်တာဘတ်ပိတ်တာဆိုအော်ရာပေးမယ် ။ဟောကူဈေးမှာတပ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူး။အော်ရပေးရင်ဒါမလွတ်ဘူး။နော်။နောက်တစ်ခုကဘာအောင်ဆိုလို့ရှိရင်ချီးမွမ်းတာ။တိုက်ရိုက်ချီးမွမ်းတာလည်းပါမှာပေါ့။ဝတ်ပေါ်တာဝယ်သဘောကျပြီ။အသားပေါ်တာဝယ်သဘောကျပြီချီးမွမ်းစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကလည်းသဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုံကိုလေးဦးစလုံးဟာအကုသို့ဖြစ်တယ်တူပဲဒါက ဘုရားဘာသာကျမ်းစာတွေမှာဆိုတယ်ဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စာသူနဲ့တတ်သူဩအသားစားတဲ့လူနဲ့အသားပေါ်တဲ့ပေါ်တဲ့လူတချို့ဘာသာအေးကိုင်းကဘလို့ယူဆတာမဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသို့ဖြစ်တာချင်း50 50တဲ့50 50 တော့သူတို့ပြောတယ်အဲ့ဒါချိန်ဝါဒအဲ့ဒီတိုင်းရှိ50 50ပဲနော်တတ်တဲ့လူက90ရာခိုင်နှုန်းပတ်သက်တယ်စားတဲ့လူက90ရာခိုင်နှုန်းပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံလက်မခံဘာလို့လက်မခံတော့လို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တမျိုးစီပဲလေ အဲတခုတော့ရှိတာပေါ့ဒီငါပြတ်တပ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေးလို့ဝယ်စားတယ်နော်ဈေးတွေးလို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်အဲ့နောက်တတ်ကြပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူမှအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူစိတ်ထဲမှာသိပါစေဆိုတဲ့စိတ်တခုမှမထားဘူးစားစရာတခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်တယ် အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပါနဲ့ပေးတယ်ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရမရှိဘူးဆိုလို့ရှိရင်အစိတ်ခိုင်မိမဲ့လို့အစိတ်မတည်ဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်ပန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့သူတို့ပြောတာအဲ့ဒါကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခုနရွှေချင်းဆရာတော်ကြီးကရေးတယ် တနစ်တခါငရဲရှာလူရွာဖရားပွဲငရဲတပိတ်တာကုသတပဲငရဲတပိတ်တာစာရမ်းမှာဒီလိုရေးထား။ဘာဖြစ်လို့ရောဆိုတော့သူခင်မှာခုနဖရားပွဲတွေဟာဝတ္တကျက်တတ်နဲ့သားတွေတက်ပြီးတော့တန်ဃာတွေပြင့်ပြီးတော့ဆွံ့ကြွေးကြတယ်ဘာလုပ်ကြတယ်ဧည့်သည်တွေအဲ့ခံကြတယ်ဒီလိုတွေဖြစ်တာဟုတ်။အဲ့ဒါကြောင့်မလို့ တန်းကောင်နေတက်ပြီးတော့ဒါနာကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနာကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသို့ဖြစ်တယ်ဒါနာကောင်းမှုလုပ်တာကုသို့ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်းကြည့်လိုက်မယ်ဆိုရင်ဒါနာရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသို့တပည့်ငရဲရိတ်တာလို့ပြောတာနော်ကုသို့ကတပည့်ငရဲရိတ်တာ ကြောင်းကြပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှလဲအသားမပေါ်ရဥရိယအသားပဲမောင်းဝင်ပြအိမ်ရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံအိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလဲလေးပြီးတော့ချက်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာသူကဒီလဲလေးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြသွားတယ် ကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြက်ဇက်ပြက်ပြီးတော့တရားတဲ့ဘဝမနေဘူးလေ။ကာယမုတ်တို့တချို့ကပြောစိတ်မွေးအမြတ်ခံရတယ်။ဒီတချို့ကထင်အောင်ထင်လိုက်မယ်။ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတယ်ဆိုတော့လူရဲ့တဏ္ဍာမဖြစ်တဲ့စေရနာနဲ့တာမှမဟုတ်တာ။အဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်။တရားပင်ဆိုင်တဲ့အခါမှာတစည်းတည်းဆိုင်တာ အပင်အသီးတော့တစ်လုံးနဲ့သီးသလားတော့မဟုတ်အများကြီးသီးတာတခုတည်းလုပ်ပေမဲ့လို့အများကြီးရတယ်ဆိုတာထင်ရှားတယ်နော်အများကြီးရတယ်ဆိုတာထင်ရှားတယ်သူရဲ့တဏ္ဍာမှာစိတ်စေတနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တတွေ့အတွင်းမှာဂရေတသိန်းလောက်စေတနာပေါင်းဟာဂရေတသိန်းလောက်ဖြစ်သွားအဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေတနာတွေမြတ်များစွာပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားက ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတိရိစ္ဆာန်ကိုလှူလို့ရှင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတထောင်တဲ့ဟာဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုပ်တယ်လုပ်လို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှင်လေဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးအဲ့ခံရတာဒါကုသိုလ်ပဲကျွေးခြင်းမွေးခြင်းလေမှန်တယ်ဒါကုသိုလ် သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်တော့မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဆက်ပြတ်ဆက်ပြတ်ပြီးတော့တည်ရတယ်တဲ့အဲ့ဒီအကုသိုလ်ခံလဲရတာအများကြီးခံအဲ့လိုမျိုးကြီးပဲပြောတာကုသိုလ်တပည့်ငရဲကတပိတ်သား